ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်။မင်္ဂလာကိတ္တိမှာပြန်လည်ကြွဆိုလိုက်ပါရှင်။ကျမတို့ channel တွေကနေနေဆက်ပြတွင်ပြပသတင်းများ၊ကျွန်တော်ရေးသတင်းများနဲ့အနောက်ဆိုရသတင်းများကိုအချိန်နဲ့တပြေးညီစားတိတ်တက်ဆက်ပြီးတော့မှဖြစ်ပါရှင်။ရခုပရမောစွာစားတိတ်တက်ဆက်ပေးမဲ့သတင်းကြောင်းတွေကတော့ပတိယက်စကအတွင်တို့အမျိုးသားတူကကက်ကျေပြင်းဝင်ရောက်တတ်ခိုက်မှုစခန်းမှုကြောစင်လက်နဲ့ရဲသုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးတတ်ခိုက်သူကိုပြစ်ခတ်ဖမ်းဆီးတဲ့ပြင်ဒဏ်ရာရှိကအသက်အန္တရာယ်ဆိုးရိမ်နေရတဲ့ဆိုတဲ့သတင်းလေးပဲဖြစ်ပါရယ်။ အီရာဝတိုင်းပတိန်မြို့မြို့မှာရက်စကန်အတွေ့တို့အမျိုးသားတဦးကကတ်ကျင်းနဲ့လက်အကိုင်းဆောင်ခဲ့ပြီးဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့်ရက်စကန်မူကြော်စီလက်အပောင်းဝင်းရဲလေးဝထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းရင်းဖြစ်စဉ်ကိုတိရှိထားတဲ့ဒေသတရရင်မြကရှန်ကုန်ခေတ္တတရင်ဌာနချုပ်တို့ပြောဆိုထားဖြစ်ပါရယ်မဆလာ၁၆ရက်နေ့နဲ့၆နိုင်ခန့်အချိန်မှာပတိန်မြို့မြို့မှာရက်စကန်အတွင်းတို့အမျိုးသားတဦးကကတ်ကျင်းနဲ့လက်ကိုကိုင်းဆောင်ပြီးရက်စကန်ဝင်အတွင်းတို့ဝင်ရောက်ကစခန်းနိုင်ရှိနေတဲ့ရဲတပ်သားရဲမြေများအပောင်းဝင်း တွေ့မြင်သည်များဒူတိုင်းကိုတတ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ရင်းတက်ခတ်မှုအတွင်မှာရဲစခန်းမှုကြော်စည်လက်အပဝင်ရဲလီဦးကထိခိုက်ဒဏ်ရာရှိခဲ့ပြီးအကြံဖက်စစ်ကောင်စစ်တပ်သားများကအဆိုပါအမျိုးသားကိုတနက်ဖြန်ပြစ်ခတ်ဖမ်းဆီးခဲ့ခြင်းကြောင်းခြေတော်တွင်ကြီးထိမှန်ပြီးဖမ်းဆီးခံခဲ့ရကြောင်းသူအမျိုးသားရဲ့အနေရလိပ်စာနဲ့အမိကိုမသိရှိရသေးတော့လည်းငပုတော်မြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်းသိရှိရပါသည်။ ပတိန်မျိုးမြို့မရဲစခန်းကိုကတ်ကျင်းနဲ့နဲ့နဲ့ကိုင်းဆောင်ပြီးပြည်သူတို့ကဝင်ရောက်တိုက်ခိုက်တယ်လို့သိရပါတယ်။တရင်ကိုရဲခွဲတွေကဖုံးချလို့အခုမှသိရတာ။သူကရဲစခန်းဝင်အတွင်းကတွေ့တဲ့တူတိုင်းကိုကတ်ကျင်းနဲ့လိုက်ထိုးတယ်လို့သိရပါတယ်။စကန်မိုးကျော်စည်းလအပောင်းဝင်ရဲလေးကောင်အထံရှိပါတယ်။တိုက်ခိုက်ခဲ့တဲ့ပြည်သူကတော့မလွတ်မြောက်ဘူးရဲတွေကပြစ်ခတ်ဖမ်းဆီးလို့ပေါင်ကိုတနက်ကြီးထိမှန်ပြီးဖမ်းဆီးခံခဲ့ရပါတယ်ဟုတ်ပတိန်အခြေဆိုင်တရင်ရဲမြေကပြောဆိုထားဖြစ်ပါတယ် လက်ရှိတွင်ရဲစခန်းတွင်တဝန်ရောက်တိုက်ခိုက်ခဲ့တဲ့သူကိုရဲများကပြစ်ခတ်ဝိုင်းဝိုင်းရန်တဲ့ထပ်တပြင်းရရှိထားတဲ့ရိုင်းတဲ့ဒဏ်ရာတနက်ဒဏ်ရာများဖြင့်အသက်အန္တရာယ်ဆိုးရင်နေရာအကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့ငတ်တယောက်မြို့နယ်ခွဲတို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုပိတ်ဆို့တိုက်ခိုက်မှု စစ်သားနဲ့ပြူစောတီ80ကျော်တိဆုံခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးပြက်စီးပြီးလက်နက်ခဲများနဲ့တိမ်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မန္တလေးတိုင်းညောင်ဦးခရိုင်ညောင်မြို့နယ်ငါတရောက်မြို့နယ်ခွဲအတွင်းတို့ဝင်ရောက်လာတဲ့အကြမ်းဖက်စကောင်းစစ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချင်းမုတ်ခဲ့ရပြီးစစ်သား80လေးဦးတည်ဆုံခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးပြည့်စစ်သွားခဲ့ကြောင်းပကံပင်လူတပ်မတော်ဝန်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထပ်ပြောကြားထားဖြစ်ပါရယ် မက်စလာ၁၄ရက်နေ့မွန်လယ်တနင်္ဂနွေ၃၀မိနစ်ကညောင်မြနယ်ငှားတရောက်မြနယ်ခွဲအတွင်တို့ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုထောက်ဝရွာနဲ့အိုရင်းရွာအကြားအယောက်မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုခဲ့ရတွင်စစ်သား62ကုန်ဦးနေရာမှာပင်တည်ဆုံခဲ့ပြီးညောင်ဦးစင်းရုံတို့အပြင်ထံတရားရဒါယာဖြစ်ရောက်ရှိသွားခဲ့တဲ့စစ်သားပြူစောတင်ကဦးဟာမတ်စတာစစ်ချောင်းနဲ့နည်းနည်းပိုင်းတွင်ထပ်မံတည်ဆုံသွားတဲ့ဖြင့်စုစုပေါင်း84ဦးတည်ဆုံသွားကြကြောင်းသိရှိရပါသည် ရန်ကျန်ဖက်စတက်စကြောင်းဟာခမန့်အင်အား80ခန့်သာရှိတဲ့စစ်ကြောင်းဖြစ်ပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကပီတူမြရဲ့အဆိုင်ကဲကိုအတင်းအဓမ္မလူယူ၍ငါတယောက်ရဲစခန်းထဲသို့ထွက်ပြေးသွားတယ်။သောဦးသာလွတ်မြောက်သွားခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့အတွင်မှလက်နက်ခဲအများပြားတဲ့တင်စီရရှိကြကြောင်းသိရှိရပါသည်။ နေ့လယ်တနာရီခွဲလောက်မှာစဖြစ်ပါတယ်သုံးနာရီကျော်လောက်တိုက်ပွဲပြီးတယ်အချိန်ကနှစ်နာရီကျော်ကျော်လေးပါပဲဝင်လာတာကစစ်ကြောင်းနဲ့ကြောင်းတကြောင်းကိုအင်အား80လောက်တော့ရှိမယ်စစ်ကြောင်းတစ်ခုလုံးကိုခြေမုံနိုင်ခဲ့ပါတယ်ပီတူရဲ့အဆိုင်ကဲကိုလူယူပြီးငါးတယောက်ရေစကန်ကိုချက်ပြစ်သွားတယ်၃ယောက်ပဲလွတ်သွားတာတိုက်ပွဲတွင်မှာက69ယောက်တည်ပါတယ်ဆေးရုံရောက်တော့9ယောက်ထပ်တည်ပါတယ်စုစုပေါင်း84ယောက်တည်ပါတယ် တေဆုံးအရေးအတွက်တရင်ကတိကျပါတယ်လက်လက်ခံရတွေတိမ့်စီရရှိခံရလည်းရှိပါတယ်ဟုပကံဘလူးတပ်ဖွဲ့မှတာဝန်ရှိတူတူကရှန်ကောက်ခေတ်တဲ့တရင်ဌာနချက်တို့ပြောကြားထားဖြစ်ပါတယ်ရှင်တိုက်ပွဲအတွင်းမှာစကောင်းစစ်တကလေးချောင်းပြစ်ကူပင်ရန်ရောက်ရှိလာခဲ့တော့လည်းပဲတိုက်ပွဲပြီးဆုံးရင်ပြည်သူကကွေတကွင်များလှုပ်ရှုပ်တိနေရတော့ရောက်ရှိတဲ့အချိန်မှာရောက်ရှိလာခြင်းဖြစ်ပြီးဘုံကျဲတိုက်ခိုက်ခြင်းမရှိကြောင်းသိရှိရပါတယ် ဝေဟင်တိုက်ခတ်ဖို့အတွက်လင်းရင်ဝဲနေတဲ့အချိန်မှာရဲဘော်တွေကအကုန်လုံးလုံခြုံစိတ်ချတဲ့နေရာကိုရောက်ရှိသွားပါပြီ။အဲဒါကြောင့်ထင်ပါတယ်ဘုံကျဲသွားတာမျိုးတော့မရှိပါဘူး။သူတို့ကအမြင်ပြင်မနိုင်တော့ဝေဟင်ပဲတုံတာ။ပြည်သူတွေကကြားထဲမှာဘာမဆိုင်ညာမဆိုင်ခံကြရပါတယ်။ပြောချင်တာကအရောက်ကြတယ်ဆိုရင်လင်းရင်မတုံတဲ့မြေပြင်မှာပဲအချိန်မရွေးပဲလို့စကားဆနဲ့ပြူတွေကိုပြောချင်ပါတယ်။အဓိကတော့မဆိုင်တဲ့ပြည်သူရဲ့အိမ်တွေမီးရှို့တာတွေမလုပ်ကြပါနဲ့။ရောက်ကြချင်ပါပဲဟုပကံပီလူတပ်ဖွဲ့မှတာဝန်ရှိသူတွေကပြောဆိုထားဖြစ်ပါတယ်။ အစောပိုင်းတခမ်းဘုကိုညောင်အုံမြွနဲ့ပကဖောင်းစီရီတောင်းဝခန်းရဲဘော်ဖျက်ဝိနဲ့ရဲဘော်ငတေတို့မှဥဆောင်ခဲ့ပကံဘီလူတက် BGA တောင်းတာမြွနဲ့ပကဖောင်းညောင်ဝခရံတက်ရင်ကနဲ့မြင်းချန်ခရံတက်ရင်တို့တို့ပူပေါင်းကတက်ခက်ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တအူကြဆုံးကတအူတန်းရှိခဲ့ကြောင်းသိရှိရပါသည် ။မြောင်းခရအတွင်းနဲ့ပကံပြည်ဘလူးတက်နမဲ့ဖြင့်လေးလေးအလူခန့်ချင်းချင်းချောင်းဝေတောင်းရန်ချင်းများရှိနေပြီးထို့ထို့လှုံ့ဆောင်ချင်းများကြုံရပါကဆက်တွေ့ပြီးကြပါရဲ့မြစ်တာရခန့်ချာဖြစ်ပါရယ်။ ပကံဘလူးတက်နာမည်နဲ့လိန်ညာနေတဲ့အဖွဲ့ရှိပါတယ်ပကံဘလူးတက်ကပါဆိုပြီးပြီးသူတို့ကိုလိန်နေတာဝေတောင်းတာတွေရှိပါတယ်ပြီးရင်ပကံဘလူးတက်တက်ခွဲကပါဆိုပြီးပြီးသူတို့ကိုအလူခံတာတွေလည်းရှိပါတယ်ကျွန်တော်တို့ပကံဘလူးတက်ကတက်ခွဲပေးထားတာမရှိလို့ငွေကြေးချေချောက်တောင်းတာလည်းလုံးဝမရှိပါဘူးဒါတွေကိုပြီးသူတို့ကသိစေချင်ပါတယ်ကုညီ၆ပတ်ပေးမယ်ဆိုရင်လည်းပေ့မန်ဂျာကနေတစင်ရုံစီချိတ်ချစွာကုညီပေးလို့ရပါတယ်ဟုတ်ပကံဘလူးတက်မှာတောင်းဝန်းရှိတူကတော့ရှင်းပြထားဖြစ်ပါတယ် ဆက်လက်ပြီးတော့ညောင်ဦးတွင်စီရင်တံကိုမိုင်းဆွဲမှုစကောင်းစစ်ဖက်ကလေးထိခိုက်ဒေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မန္တလေးတိုင်းညောင်မြို့နယ်တွင်အကြံပေးစစ်တပ်အင်တန်းကိုနေချိန်မှာဆွဲတက်ခတ်ခံရတဲ့စကောက်စစ်တပ်ပါငောင်းသိဆုံးခဲ့ကြောင်းပကံဘိုးချူအဖွဲ့တာဝန်ခံရခတ်ကရန်ကုန်ခေတ္တတရင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ်ရမန်နီမတ်လ16ရက်နေ့တွင်ပကံညောင်ဦးဖက်ကနေ6မြို့ဘက်ကိုထွက်ခွာလာတဲ့အကြံပေးစစ်တပ်ရဲ့တန်ချက်ကကားနှစ်စီးနဲ့ စစ်ကနှစီပါတဲ့အရင်တန်းကိုကြော်လိုက်တဖက်များကပကန်းညောင်းဦး6လမ်းပိုင်းတွင်မှိုင်းဆွဲပတ်ခဲ့ကြကြောင်းသိရှိရပါတယ်ရင်တက်ခတ်မှုအတွင်းမှာဆိုရင်တော့အချမ်းပဲစစ်ကောင်စစ်တပ်သားတို့အသေးဆုံးက၄ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးတော်လည်းရဲပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းသိရှိရပါတယ်။ထို့ပြင်ရင်းနှီးညနေပိုင်းတွင်ပကန်းညောင်ဦး6လမ်းပိုင်းတိုင်း လမ်းပတ်ရန်ထွက်ခွာလာတဲ့စစ်ကားများကိုလည်းတောင်းလေးတပ်ဖွဲ့များကထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းရဲတပ်ခန့်မှအထွေမှအကြံပေးစစ်ကားစစ်တပ်ပါလေးဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဗကန်ညောင်းကနေ6ဖက်ကိုသွားတဲ့အလံပိုင်းမှာစစ်ခွေရင်နံကိုပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေတကောင်တေးပါတယ်။နောက်ပြီးတော့ကင်းပတ်ဖို့ထွက်ခွာလာတဲ့စစ်ခွေတွေကိုလည်းထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေ၄ကောင်တေးပါတယ်ဟုဗကန်ဘိုချူအဖွဲ့တာမခန်ရက်ခတ်ကပြောဆိုထားဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ရေစကြိုတွေလက်လက်စစ်ချောင်းထွန်းနေတဲ့စစ်တကတပ်ဖြစ်နေတဲ့ပြည်သူ16ဦးအထိရှိလာပြီးမိရှုဖြစ်စီခံရတဲ့နေအိမ်မှာလည်း400နေပါရှိလာနေတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြမှာဖြစ်ပါရှင် မကွေးတိုင်းရေစကြိုမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်တပ်ကကြေးရွာ၃ရွာကိုမိရှို့ဖျက်ဆီးခဲ့တဲ့ကြောင်းနေအိမ်400နေပါပြကြခဲ့ပြီးပြည်သူ၈ဦးလည်းစစ်သားများကဖမ်းဆီးတပ်ဖြတ်ထားခဲ့ကြောင်းရေစကြိုတောင်းရှင် Info Committee အဖွဲ့မှပါဝင်ရှိသူတို့ကရှန်ကုတ်ခဲ့တဲ့တင်းထဏာထပ်လို့ပြောဆိုထားဖြစ်ပါရယ်။မက်စလာနေ့ရက်နေ့နာနဲ့6:30မိနစ်မှာစတင်ပြီးရေစကြိုမြို့နယ်ရေလဲကျွန်းဒေသရှိမြေစွန်းတော်ရွာကိုစစ်ကြောင်းထုံးဝင်ရောက်လာခဲ့တဲ့ပခုတ်ကူတပ်မတရားတင်းနဲ့ရေစကြိုမြို့နယ်ရှိ256 256ခွန် 958တရင်တို့မှာအင်အား200ဝန်းကျင်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြေးရွာအတွင်းရှိနေအများကိုစတင်မိရှုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မြေစစ်ကြောင်းဟာမတ်လ၄ရက်နေ့အထိမြေစွန်းတော်ကြေးရွာတို့မိရှုဖျက်ဆီးခဲ့ပြီးပြည်သူပိုင်းနေအင်း280ကျော်မိလောင်ပြချက်ခဲ့ကြောင်းသိရှိရပါတယ်။ မတ်လ9ရက်နေ့နဲ့နဲ့ပိုင်းတွင်မြင်းစစ်ကြောင်းကဇေယျလီကျေးရွာအတွင်းကိုထပ်မံဝင်ရောက်စီးနင်းပြီးပြည်သူနေအိမ်68လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းယင်းနေ့ညနေပိုင်းတွင်အကြံပစ်စစ်တပ်စစ်ကြောင်းကတာကောင်းနေရွာကိုထပ်မံဝင်ရောက်စီးနင်းခဲ့ပြီးအပြစ်မဲ့ပြည်သူများရဲ့နေအိမ်အလုံး20ကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်အကြံပေးစကောင်စစ်တပ်များမိရှုဖြစ်စီခဲ့ခြင်းကြောင့်မြေစွန်းတော်ကြီးရွာဇရက်နေကြီးရွာနဲ့တာကောင်းလေးကြီးရွာမှာနေအိမ်358လုံးကျော်ပြာကျသွားခဲ့ကြောင်းသိရှိရပါသည်။ လက်ရှိအချိန်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းဟာ၎င်းတို့မိရှုဖြစ်စီခဲ့တဲ့ဂျေးရွာများကိုပြန်လည်ဝင်ရောက်စီးနှင်ခဲ့ပြီးဂျေးရွာအတွင်းရှိပြည်သူပိုင်ပစ္စည်းများကိုမင်းရွာပြူစောချီရွာကိုနှိမ့်စင်ထော်လက်ကြီးဖြင့်ခိုးထုတ်နေကြောင်းသိရှိရပါသည်။အကြံတက်စပ်ပင်မို့ကျွန်မမိခင်တာနာကိုပြောပါရှင်။အပင်နာအစမှုအတွေ့အထူးပဲကျေးဇူးတင်ရှိပါရှင်။